။လူဘဝမှာလေစိတ်ဝိညာဉ်ပိုင်းဆိုင်ရာအတော်တကလေးကိုစိတ်ချယုံကြည်နိုင်တဲ့ခေါလုံရာတစ်ခုကိုရှာဖေးခြင်းကြောင့်ဒီနေ့အတူတူလေ့လာကြည့်ကြအောင်ပါ။ကဲဒီအကြောင်းအရာကိုပိုပြီးမြင်သာသွားအောင်ဥပမာလေးတစ်ခုနဲ့စကြည့်အောင်။ရွှေအတုနဲ့ရွှေအဆစ်ပေါ့။ရွှေအတုကိုလက်ထဲမှာကင်ထားရရင်ဘလို့ခံစားရမလဲ။စိတ်ထဲမှာတကယ်ဟုတ်ရဲ့လား။တမိုးရှိရဲ့လားဆိုပြီးမတင်မချာဖြစ်နေမှာပဲလေ။အရင်မဲ့စာပေမှာပြောချင်တာလေအဲ့ဒါပါပဲ။မတီမြဲတဲ့ဖျားကိုကိုးကွယ်ခြင်းဟာ အဲ့ဒီရွှေအတုလိုပဲစိတ်မချဘူးလို့ဆိုလိုတာပါ။ရွှေအစစ်ကမှတကယ်ကိုစိတ်ချတဲ့ခံစားချက်ကိုပေးနိုင်တာမျိုးပေါ့။ဟုတ်ပါတယ်။ဒီချက်ကအရေးကြီးပါတယ်။အရေးမြင့်စာပေမှာရုပ်ဝတ္ထု PC ရဲ့တံပိုးနဲ့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာလုံခြုံမှုကိုတိုက်တိုက်ချစ်ဆက်ပြထားတာပါ။ဒါကပဲကျွန်တော်တို့ဆက်ပြီးဆွေးနွေးသွားမယ်။အထက်ပြဿနာရဲ့အရင်းခံပါပဲ။ဒီမှာတော်လဲစိတ်ဝင်စားစရာကောင်းတဲ့အတုံးလုံးတစ်ခုကိုတွေ့ရပါတယ်။အဲ့ဒါကတော့အနိစ္စဖျား တနည်းအားဖြင့်မတီမြဲတဲ့ဖျားဆိုတဲ့အယူဆပါပဲအရန်မြာဆွေဒီလိုကိုကွယ်မှုမျိုးဟာတမလွန်ဘဝအတွက်အန်တီအရန်ရေးပါတယ်နောက်ဆုံးမှာကန့်ညီရမိခိုင်လို့ခေါ်တဲ့ထာဝရပြည်တံခိုင်ရမိနေရာကိုရောက်သွားနိုင်တယ်လို့အလင်းနဲ့တတိပေးထားတာပါဆိုတော့ဒီနေရာမှာကိုကိုကိုပြန်မေးရမယ်မေးခွန်းတစ်ခုပေါ်လာပြီအခုကိုကိုကယုံကြည်နေတဲ့အရာရဲ့အခြေခံအိုးမြေကတကယ်ပဲခိုင်ပါရလားထာဝရအတွက်စိတ်ချရလားဒါကိုပြန်ပြီးစဉ်းစားဆင်ခြင်ကြည့်ဖို့အရေးမိကမိမောင်းထိုးပြထားတာပါ ကောင်းပါပြီ။ဒါဆိုရင်အဖြေကိုဆက်ပြီးတော့ရှာကြည့်ကြရအောင်။အစောကပြောခဲ့တဲ့စိတ်မချမှုတွေကိုဖြေရှင်းပေးနိုင်တဲ့ယုံကြည်ကိုစားထိုက်တဲ့ဂုဏ်ယူတွေနဲ့ပြည့်စုံတဲ့သာဝရဖြတ်သခွင့်ရဲ့သဘောတဘာဝအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်။ပထမဆုံးအရေးတွေးကတော့အရာအားလုံးကိုသိမြင်ခြင်းပါ။ဒီဖျားသခင်ဟာလူတယောက်ရဲ့အတွေ့အခေါ်တွေစိတ်ထဲကအနှဆိုင်ဆုံးရည်ရွယ်ချက်တွေထိအားလုံးကိုသိမြင်နားရတယ်။အဲဒါကြောင့် ကိုရိုနဲ့ကြာမှာအယံကိုနှက်ဆိုင်တဲ့ဆက်တွဲမှုတစ်ခုကိုခံစားရစေတာပေါ့ဒုတိယအရေးဆွေးကတော့အရာအလုံးကိုမြင်တော်မူခြင်းပါပြုလုပ်သည့်အရာတိုင်းကိုကိုရိုကမြင်နေတယ်ဆိုတဲ့အတိကပွင့်လင်းမြင်သားမှုရှိဖို့ပြီးတော့ကိုယ့်ရဲ့လုပ်ရတဲ့အပေါ်မှာတာဝန်ယူစိတ်ရှိဖို့ကို အလေးပေးစေပါတယ်ဘယ်ဟာမှဖုံးကွယ်တားလို့မရဘူးပေါ့တတိယအချက်ကတော့အရာအလုံးကိုကြားတော်မူခြင်းပါ ဆိုလိုတာကပြောဆိုသမျှစကားတိုင်းစူတောင်းတန်တိုင်းကိုအာယုံဆိုင်နားထောင်တယ်။ဒါကြောင့်အချိန်မရွေးနေရာမရွေးဆက်တဲ့အတိုင်းဒီနိုင်တယ်ဆိုတဲ့ခန်းစားချက်ကိုပေးပါတယ်။ဒါရီပြန်အမြဲတမ်းတရားမျှတစွာစီရင်တတ်တဲ့အရေးတွေလည်းရှိပါသေးတယ်။ဒါပေမဲ့ပိုပေးထူးခြားတာကပါလဲဆိုတော့ DB ရဲ့ရတဘောတဘောဝါရဲဟာစိတ်ကူးထဲမှာပဲရှိနေတာမဟုတ်ပဲနေ့စဉ်ဘဝမှာပါလက်တွေ့ကြကြအယောတရမှုရှိနေတဲ့ဆိုတဲ့အချက်ပါပဲဟုတ်ကဲ့ဒီအပိုင်းမှာတော့လက်ရှိဘဝမှာ မြေမောက်ဘွားမှာရရှိနိုင်မယ့်အကူအညီတွေအကြောင်းကိုအသေးစိတ်ကြည့်သွားကြပါမယ်။ဒီလိုတည်လာတဲ့အခါမှာဒီယူဇက်ကပို့ပြီးလော်ထရီကျလာပြီးနေ့စဉ်ဘွားနဲ့လည်းပို့ပြီးနှီးကျသွားစေမှာပါ။ဒါကတော့ဖြစ်စုပံဘွားမှာအကာအကွယ်ပေးမယ်ဆိုတဲ့ကတိတော်ကိုရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့ချမ်းစာကိုကချက်တစ်ခုပါ။အရင်ညထဲမှာဒီအချက်ကိုထပ်ပြီးခိုက်မာစေဖို့ဆာလံ63နဲ့မတ်တေး81 28လိုမျိုးတခြားကြံပိုက်တွေကိုလည်းတက်တေဖြစ်ကိုးကားထားတာကိုတွေ့ရပါတယ်။ကဲ လက်ရှိဘဝအတွက်အထောက်အပံ့ဒီအကြောင်းပြောပြပြီးဆိုတော့အခုဒီတင်ပြချက်တစ်ခုလုံးရဲ့အဓိကအကျဆုံးအချက် Tower of the တက်ရောက်တဲ့ဂတိတော်အကြောင်းကိုဆက်ပြီးကြည့်လိုက်ကြရအောင် Dislike ကတော့တူတူနဲ့လိုရင်းပါပဲအရင်ဘက်ထက်မှာတမလွန်ဘဝအတွက်ပေးထားတဲ့ဂတိဟာဖြစ်နိုင်ခြေတစ်ခုတမမဟုတ်မျောလင်းချက်ထက်တဲ့မဟုတ်ဘူးရာနှုန်းပြည့်တရားအရာခိုင်တော့အပြည့်ဝစစ်ချရတဲ့အာမခံချက်ဖြစ်တယ်လို့အတိအလင်ဖော်ပြထားပါတယ်ဒါကတော့တမလွန်ဘဝအထက်ပေးထားတဲ့အဓိကကြတဲ့ဂတိကြော်ပါပဲ။ ဒါဟာစစ်မှန်တဲ့ဘုရားသခင်က ပေးအပ်တဲ့အခိုင်အမာဆုံးအသက်တည်နဲ့နောက်ဆုံးအာမခံချက်အဖြစ်အရင်မြစ်ကကျင်ပြထားတာပါဒီနေရာမှာထောရဆိုတဲ့စကားလုံးရဲ့အထည်ပဲကိုရှင်းပြထားကားကိုကြည်ပါဒီဘုရားသခင်ဟာအချိန်ကာလကိုကျော်လွန်ပြီးအစဦးကတည်းကအဆုံးတိုင်အောင်မပြောင်းမလဲတည်ရှိနေတယ်ဒါကြောင့်မို့လို့ကိုရောရဲ့ကတိတော်တွေဟာလည်းအမြဲတမ်းခိုင်မြဲနေတယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ် ကဲညီကုန်းချုပ်အနေနဲ့ပေါ့နော်အခုထိဆွေးနွေးခဲ့တဲ့အချက်အားလုံးကို ပြန်စုစည်းပြီးကိုယ်လိုက်ပြန်လဲပြန်လဲသုံးသပ်စဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်အရေးမြင့်စာပေမှာလမ်းကြောင်းတစ်ခုကိုရှင်းရှင်းလင်းလင်းပဲချပြထားတာပါတစ်ခုကတော့မတီမြဲတဲ့ယုံကြည်ခြင်းကိုအခြေခံပြီးမတိကျမရေရာတဲ့အနာဂတ်စီကိုဥတီနေတဲ့လမ်းနောက်တစ်ခုကတော့ထာဝရဘုရားကိုအခြေခံပြီးရှင်းလင်းခိုင်မာတဲ့အာမခံကြအပေါ်မှာတည်ဆောက်ထားတဲ့လမ်းပဲဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ဒီအကြောင်းရအခုလုံးကိုအနစ်ချုံးမဲ့မေးခွန်းလေးတစ်ခုနဲ့အဆုံးတက်လိုက်ပါစေ။လူတယောက်ရဲ့ထာဝရခရီးအဆုံးစွန်ပန်းတိုင်ဟာတကယ်တော့ဘေးရာပေါ်မှာများမူတည်နေတယ်လဲ